အရှင်းမှာလိုင်ငွေထဲမှာရှိရရှိရလို့ဥစ္စာခဏခဏလည်းဒီပြေးခဲ့တယ်။ဒါအားလုံးလည်းပြီးမဲ့ချိန်မှာလည်းနော်။အဲတော့မှဆိုတော့အနေထားအနဲ့ပဲကိုယ်ပစိမ့်နဲ့ပေါ့ရတဲ့အနေထားဖြစ်သွားတယ်နော်။ဉာဏ်ဒိဋ္ဌာန်မှာရှိတဲ့စတားတွေပတ္တစာတွေပြည့်စုံစီတွေကိုပြောလို့ညာတာပြေးခဲ့တယ်။ဒေတာတွေရောဒေတာတွေရောဒီမေတ္တာပို့တာတွေရောအများကြီးလေရင်ပြေကူကပေးကိုပေးပါရပါမယ်တဲ့ရန်သူကမုတ်ဆိုးတဲ့မိမိစစ်တီအချို့တွေကအတွေ့အကြုံသိမ့်မရှိသေးတဲ့တားကောင်တွေပါတဲ့ ဖလန်းမြေပြင်မိမိတက်နဲ့အဆက်အသွယ်ရတယ်တဲ့တိုင်ရင်မှုအပါ20လောက်ဒါသူတို့ဘောမသူတို့ဇီယာဟိုဘက်ကပြောနေတယ်တိတဲ့တိုင်မဲ့လေးဒုတ်ကြီးကြီးရုပ်တွေရတယ်ကြည့်ပါဦးတရားဦးသုံးအောင်ရုပ်တွေနဲ့သိရောလားရှမ်းမီနယ်မြပိုင်းကုတ်ခိုင်မြို့မှာလက်နက်လာဝဲတဲ့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မလ၁၈ရက်နေ့မှာလွှတ်ပေးခဲ့တယ်လို့တိုင်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ကအ AOD ကိုအတည်ပြုပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF 9ဦးကိုကွတ်ခိုင်မြို့ကပြန်မန်တုံမြို့မှာ TNLA ကဖမ်းဆီးခဲ့တာပါ။ဒီဖြစ်စဉ်ဟာ TNLA ထိန်းချုပ်ရာနေမြေမှာလက်နက်ရောင်းဝယ်ပြုလုပ်ရာကမပြေလည်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး TNLA ကကြောင်းဝင်ဖြည့်ရှင်းပေးတာသာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လက်နဲ့အယောင်းဝယ်သူပြုတ်တဲ့အချိန်မှာဒီရောင်းသူနဲ့ဝယ်သူကြားမှာ ဒီမပြေလည်မှုတွေငွေပေးချေမှုပိုင်းမှာတို့ဆိုတော့မပြေလည်မှုတွေရှိလာတော့တေရောက်သူဘက်ကသူကလက်နဲ့တွေရောက်ပြီမဲ့လေသူရဲ့ငွေကပြန်မရသေးတဲ့ကြောင့်ကျမတို့ကိုသူညီဆောင်ရွက်ပေးပါဒီကိစ္စကိုကြောက်ဝင်ဖြေရှင်းပေးပါဆိုပြီးတော့မှသူညီတောင်းလာတော့ကျမတို့ဘက်ကတော့အဲ့ဒီလက်နဲ့ကိုဝယ်သွားတဲ့သူကိုအတူတပင်ဒီလက်နဲ့တည်ဆောင်သွားတဲ့လူကိုမန်တိုမှကျမတို့သူတို့ကိုခေတ္တသိမ်းထားတာဖြစ်ပါတယ် TNLA ဘက်ကလက်နက်ရောင်းတဲ့လူနဲ့လက်နက်လာရဝေယူတဲ့စကိုင်းတိုင်းက PDF အဖွဲ့ရဲ့နာမည်ကိုထုတ်ဖော်ပြောဆိုဖို့ညှင်းဆုပ်ခဲ့ပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ TNLA က PDF တွေကိုကုတ်ခိုင်မျိုးအထွက်မှာဖမ်းဆီးခဲ့ပြီးမန်တုံမျိုးမှာနောက်တစ်ကြိမ်ဖမ်းဆီးလာလို့ဖော်ပြပါတယ်။ဒါပြင် PDF တွေကိုဆက်ပြီးဖမ်းဆီးထားတယ်လို့သူတို့နဲ့ပါလာတဲ့ငွေကျပ်3080လက်နက်နဲ့ကြီးစံတွေ Starling Wi-Fi နဲ့ကားတွေကိုပါတင်ဆက်ခဲ့တယ်လို့ပြန့်နှံ့နေတာပါ။ လက်ရှိကတော့ဒီရောင်းတူနဲ့ဝယ်တူကြမှာအပေးချေမှုပတ်ပြန်နေစီဒီတော့သူတို့ကိုအပြန်လဲသူပေးမှုဖြစ်ပါတယ်လက်နဲ့ကလည်းသူတို့ဒီဝယ်တဲ့သူထမ်းပြန်လဲအနှံ့ခက်ပြီးဖြစ်ပါတယ်ဟုတ်ကဲ့ TNL က BDF တွေကိုဖမ်းဆီးပြီးပစ္စည်းတွေတင်ယူတယ်ဆိုတဲ့သတင်းတွေပေါ်ပြည်သူတွေကြောင့်ဝင်ပန်းမှုတွေမြင့်တက်နေပါတယ်။ကိုခိုင်နဲ့မန်တုံဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးကာလအတွင်း TNL ကတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပါတယ်။2025ဆောပိုင်းလောက်ကစပြီးအဲ့ဒီနယ်မြေတွေမှာ ကချင်လူမျိုးရေးတပ်မတော် KIA နဲ့ TNL ကြားနယ်မြေအငင်းပွားမှုတွေလည်းဖြစ်ပေါ်နေပြီးလူမျိုးရေးပြဿနာတွေဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်အလုံးမဲ့ဒီသတင်းလေးကတော့အလုံးသိတဲ့အတိုင်းပဲစစ်ခွေးဘောမှတောက်တိုင်နေပြောနေကြသလိုပေါ့ဗျာတော်လိုင်းကြီးတက်တွေကိုခုနကဦးကိုပြန်လေးကနေပြီးတော့ဖမ်းဆီးသွားတဲ့အကြောင်းလေးပါတကယ်လည်းဖမ်းဆီးသွားတာမှန်ပါတယ်ဘာလို့ဖမ်းဆီးသွားလဲဆိုတာကတော့အခုချိန်မှာပြန်ပြီးတော့ပြန်လေးဘက်ကထုတ်ပြန်ထားပြီးတော့အခုချိန်မှာပြန်လွှတ်လိုက်ပြီဆိုတဲ့အကြောင်းလေးပြောထားတာတွေ့ရှိရပါတယ် ာနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် PNL အနေနဲ့အခုလိုမျိုးဖြေသွားတာအလျှောက်ကောင်းလို့အထောင်းတက်တာသွားတဲ့အနေအထားကူလည်းဖြစ်ပါတယ်။ဟောလဲဆိုတော့တော်လိုင်းကြီးတက်တယ်။တိုင်းရင်းသားတော်လိုင်းကြီးလက်နက်ကိုင်းတွေကနေကရှိခဲ့တာပါ။နေကလွန်ခဲ့တဲ့နှစ်ပေါင်း80တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့တို့တွေအနိုင်ရရှိခဲ့မျိုးမပြောနဲ့တို့တွေသိမ့်ပိုင်နိုင်ခဲ့တဲ့မျိုးဆိုတာဖြစ်ပါဘူး။ဒါနဲ့ຫນွေဦးတော်လိုင်းကြီးစတင်ပေါ်ပေါ်လာပြီးတဲ့အချိန်မှာတော့ဒီမကလူငယ်တွေအနေနဲ့ဝင်ရောက်သွားပြီးတဲ့အချိန်မှာအိုင်းကျူမီကျွန်းကိုင်းမီနေတိုင်းနေပဲ အွန်လိုင်းရေးကိုစတင်ခဲ့ရမှာတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေရရှိခဲ့တဲ့အခါမှာငါတို့ဟာငါတို့ကြောင့်ရတာလို့ထင်ခဲ့မယ်ဆိုရင်တော့အားတော်မှဖြစ်ပါတယ်။ဒေချာတာတစ်ခုကတော့မြန်မာနိုင်ငံမှာပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ PDS လူငယ်တွေကိုပြည်မယ်ဆိုရင်ဒီအကုန်လုံးကခိုင်းကြည့်နေမှာမဟုတ်တာတော့သိကြပါပဲ။ပြည်သူတွေရဲ့ထောက်ခံမှုမရရင်မင်းအောင်လိုင်းလိုဘာအဆင့်35နဲ့30ပြည်နေတာမပြောနဲ့ရောမအင်မာယာကြီးတို့ပြောတဲ့အနေထားတစ်ခုရှိဖြစ်တဲ့အတွက် PNL အနေနဲ့လက်ရှိဒီနှောင်းက PNL ဆိုတာတော်လေးဥမာနိုင်ခဲ့ ဖွဲ့စည်းတခုခဲ့ပါတယ်အဟားဖွဲ့တိုင်းဖွဲ့တိုင်းမှာလိုက်လံပြီးတော့တိုက်ခိုက်တာတွေနေမြေလူတာတွေလုပ်ခဲ့တာပဲမယ်လေစစ်တုံးများနှစ်ခုစစ်စင်ရင်ပေါ်လာပြီးတဲ့နောက်မှာတော့ပြည်သူရဲ့အချစ်တော်အဖြစ်ခံရတဲ့အချိန်မှာလုံးဝကိုတတိထားပြီးတော့စစံသိနေတတိထားပြီးတော့နေသိနေဖွဲ့စည်းတခုလည်းဖြစ်ပါတယ်ဘောလဲဆိုတော့ပြည်သူရဲ့အချစ်ကိုမရတော့တဲ့နေဟာပြန်အလီမှာဘလောက်ပဲအင်အားတွေပဲကြီးနေကြီးနေတာရှုံးမှာသေးကြပါပဲဒါကြောင့်တော်လိုင်းအရင်သားတက်တဲ့အနေနဲ့လဲပြည်သူတွေရဲ့ချစ်ခင်မှုကိုရရှိဖို့ ဲတဲ့ပြည်သူသာရှိပါလူတွေကဖွဲ့စည်းရတဲ့ပြည်ပြည်လူငယ်တွေအပေါ်မှာအံဘူးကူညီပါဝင်းရံပေးဖို့လဲကနေပြီးတော့ပါတယ် တော်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းတယ်ပဲကျွန်တော်ရဲ့ကိုဂျက် revolution channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့တော့ပြင်ခင်မှာတော့ယနေ့ master 22ရက်နေ့စနေနေ့ရက်ညပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချက်ကိုအကျဉ်းချုပ်ဖော်ပြပေးဆောင်ဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲ သုံးနည်းကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ပြည်သူကြားကမွေးဖွားလာတဲ့ပြည်သူကာကွယ်ရေးရဲဘော် PDF တွေကိုလက်နက်ကရလာတဲ့ယာဒူအာနာရီကြဖောက်ပြန်မသွားအောင်ပြည်သူလူထုအနေနဲ့လိုအပ်သလိုပဲ့ပြင်ထိန်းချုပ်ပေးကြဖို့ပြည်သူကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ပန်ကြားလိုက်တာဖြစ်ပါတယ်။လက်နက်ကရရှိလာတဲ့ယာဒူတွေအာနာရီကြားကနေ PDF တွေပေါင်ဝင်တော်လိုင်းသမားတွေဖောက်ပြန်မသွားအောင်ပြည်သူလူထုကပဲ့ပြင်ထိန်းချုပ်နိုင်ရေးတိုင်ကြားကြဖို့မန္တလေး PDF ကပန်ကြားထားတာဖြစ်ပါတယ်။ယာဒူ အာနာငွေကြေးလုတ်ပိုင်ခွင့်အစရှိတာတွေဟာတော်လိုင်းသမားတွေနဲ့တော်လိုင်းအဖွဲ့အစည်းတွေကိုဖျက်ဆီးလိရှိပါတယ်။သူတပြင်းလက်နက်ကတဆင့်ရရှိလာတဲ့ယာဒူအာနာကလူကိုပို့ပြီးဖောက်ပြန်စေတတ်ပါတယ်။တော်လိုင်းရဲ့အတက်အကျလော့ဂရန်ကိုကျွန်တော်တို့ PDF တွေပောင်းဝင်တော်လိုင်းသမားများနဲ့တော်လိုင်းအဖွဲ့အစည်းများအားလုံးကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြဖို့လိုအပ်လှပါတယ်။ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ PDF များအားလုံးဟာပြည်သူကြားကပေါက်ဖွားလာတဲ့တာဝန်များဖြစ်တာနဲ့အညီလိုအပ်သလိုပဲ့ပြင်ထိန်းချုပ်ကြဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကလည်းလူထုရဲ့ ိမ့်ချောင်းမှုနန်းညုံမှုကိုပြန်ပိုးထားကလေးစားလိုက်နိုင်ကြဖို့လိုအပ်ပါတယ်မန္တလေး PDF အနေနဲ့ဆွဲကင်ထားတဲ့မူကလည်းပြည်သူသာအမိပြည်သူသာအဖဖြစ်ပါတယ်လို့မန္တလေး PDF ကဆိုထားပြီးတော့တကယ်လို့များတော်လိုင်းကြီးအဖွဲ့တွေအောက်ပြန်တာတွေတော်လိုင်းကြီးအဖွဲ့တွေပြည်သူတွေပေါ်နှိမ့်ဆက်တာတွေရှိခဲ့မယ်ဆိုရင်တိုင်ကြားပေးဖို့လေမန္တလေး PDF အဖွဲ့ကထုတ်ပြန်ထားတာတွေ့ရပါတယ် ။နောက်ထပ်သတင်းတွေမှာတော့အေယာဝတီတိုင်းမူဝင်ခိုင်ညောင်တုံးမြို့နယ်မှာတော့ KDB မှာအစိုးမဲတွေပောင်းဝင်လူ90ထဲမှနေကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောထားပါဗါး။ညောင်တုံးမြို့နယ်တာကွေကျွေးရကအုတ်ချိုရီမူဟောင်းရဲ့တာဝန် KDB ကအစိုးမဲတွေပောင်းဝင်လူရောက်90ထဲမှနေကိုတိုင်းရဲတပ်ဖွဲ့နဲ့နေပြည်တော်ရဲတွေကမတ်လ18ရက်ကနေ21ရက်နေ့အတွင်းဖမ်းဆီးခဲ့တယ်လို့သိရပါဗါး။အဲအခုဆိုရင်တော့မြို့သမီးစမှုတန်းဥပဒေမှာပါထည့်သွင်းဖို့စူးစမ်းနေသလိုမြို့သမီးတွေကိုပြည်သူစီပြေပြောင်းလဲပြီးတော့ ဒီမျိုး KTB ကမြို့သူမြို့တွေကိုအသွင်ယူပြီးတော့တော်လိုင်းရေးအဖွဲ့တွေတဲ့ကိုစီလွတ်ပြီးတော့သတင်းစုံစမ်းခိုင်းနေပြုလုပ်မဲလို့လဲသတင်းပေါက်ကြလာဖြစ်တဲ့အတွက်တော်လိုင်းတတိနေလဲသူပဲဒီတိုက်ဖို့လိုအကြောင်းဒီနေရာကထမှန်သိပေးပါတယ်။နောက်ထပ်သတင်းမှာတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့စကားတိုင်းပဲရန်ကုန်ဒရုန်းအဖွဲ့နဲ့ရန်ကုန်တော်လိုင်းရေးညီနောင်၄ဘွဲ့တို့ဟာတူညီတဲ့ပန်းတံကိုသွားဖို့လမ်းတူနေတဲ့အတွက် မာမိတ်ဖြစ်ဖွဲ့စည်းလိုက်တယ်လို့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ယခုတော်လိုင်းရေးကာလမှာတော်လိုင်းရေးပြီးဆုံးချိန်အထိ ပြန်လည်တည်ထောင်ရေးကာလတိုင်အောင်ပြည်သူအကျိုးအတွက်အတူလက်တွဲတော့ဖို့မဟာမိတ်ဖွဲ့စည်းခဲ့တာလို့လည်းဒီပေးထားပါတယ်။အဒီမဟာမိတ်ဖွဲ့ကတော်လိုင်းကာလာတွေမှာတူဦးကိုတူတဖွဲ့ကိုတဖွဲ့ဖေးမှကူညီပြီးလူလူအကျိုးများကိုညားစွာထမ်းဆောင်သွားမည်ဖြစ်ပြီးအုတ်ချုပ်ရေးမှုများနဲ့ပြည်သူများကိုဒုက္ခပေးသောစစ်ခွေးတောက်တိုင်များကိုလည်းရှင်းလင်းသွားမယ်လို့ပြောထားထားပါတယ်။ရန်ကုန်မြို့ရဲ့ပျောက်ကြားသပိတ်တို့ရှားနေတဲ့အင်အားစုတို့ကမဟာမိတ်ဖြစ်ဖွဲ့စည်းတာကိုဝမ်းမြောက်ဝမ်းသာသာထုတ်ပြန်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ ။နောက်ထပ်သတင်းတို့မှာတော့စစ်ခွေးဘောမှာတော်တန်တယောက်ဖြစ်တဲ့နူပညာရှင်ဒိန်းတောင်တကောင်ကတော့လက်ရှိမှာဆိုရင်တော့သဲအံယောဂါဖြစ်ပြီးတော့သေးကုန်ပြင်နေရတယ်ဆိုတာရှိရပါတယ်။သူဟာအသဲကြောင်ယောဂါစတင်ဖြစ်ပွားပြီးတော့အခုချိန်မှာဆိုရင်တော့သဲပျက်စီးခြင်းအစပြိုးလာပြီးလို့လည်းရှိရပါတယ်။အားဖြင့်စစ်တပ်ကစစ်ခွေးတွေပြည့်တဲ့အာမီရုံတွေတောက်ပြီးတော့စစ်ခွေးကြောင်တကောင်တော့စော့စီသွားရတော့မှနေထားကူမှရှိရတဲ့ပြည်သူတွေအနေနဲ့ကောစစ်ခွေးကြောင်တိုင် ိန်းတောင်ကိုဘယ်လိုမျိုးဥုံကောင်းတောင်းပေးခြင်းလဲဆိုတာကိုဒီရကနေပြီးတော့တောင်းသွားလို့ရပါတယ်ဗျာကိုစင်မင်းဝဲနဲ့ပတ်သက်ပြီးမှခဏခဏပေါ်ခဲ့တယ်ပေါ့နော်ခဏခဏလည်းပြည်ပေးခဲ့တယ်ဘက်နဲ့ကြူရမယ်ဟောမစိန်နဲ့ပေါ်ရလို့ဖြစ်သွားတာပထမဒါကြိမ်ဒီလိုစေဦးပေါ်ခွဲကြားရွယ် ိုင်းဆိုင်ဘာကောတော့ရှင်းခံကြရတယောက်ပဲလို့ပြောတော့ဘာအဲ့ကမငူနဲ့မငူနဲ့ပေါက်ကတော့မင်းတို့တယောက်လှုပ်ပစ်လိုက်တယ်လေကွာအဲ့ကမင်းကညီသေးတယ်အဲ့တော့နေနေဘယ်ပါရှင်းမှာရှင်းမှာလိုင်းတွေထဲမှာရှိရဲ့ရှိရဲ့လို့ခဏခဏကြည့်ပြေးခဲ့ဒါအလုံးလည်းပြီးမဲ့ဖြစ်ပါလေနော်အဲ့တော့ဆိုတော့အနေထားအနဲ့ပဲဟိုပစိန်နဲ့ပေါ့ရတယ်အနေထားဖြစ်သွားတယ်နော်အဲ့တော့ဒီနေ့တော့စေချောင်းတစ်ချောင်းဟာဒါရဲစခန်းကိုရောက်သွားပါတယ်နော်ရဲစခန်းကိုရောက်သွားပါတယ် လက်သထောင်းကိုရောက်ပေါ်လာတော့ကိုလက်ပံအနေနေရတော့ကြာတယ်ဒီနေရာမှာအတွင်းပြောချင်တာကမြေဝင်းမှာကြောင်းထုတ်ပြီဆိုလို့ရှိရင်ဘောမာဒီဘောကလည်းမြေရန်ရှုံးနေတယ်မြေရင်ဆိုင်နေရဖြစ်တဲ့အတွက်ကျမကြီးတော့မကောင်းတဲ့အနေထားတစ်ခုဖြစ်နေပါပြီ။ဒီနေရာကြီးစေကြောင်းထုတ်တယ်ဆိုတာက ဘယ်စစ်သားဘယ်နိုင်ငံတော်မှာဒါနနိုင်ပြီလို့စစ်ကြောင်းဖိုးခြင်းချေအောင်နိုင်ပြီလို့စစ်ကြောင်းဖိုးခြင်းဒါကြောင့်လဲဒါလိုဖြစ်တယ်လို့ပဲသုံးသပ်လို့လည်းရတယ်အဲ့တော့မြေဝင်းတို့မြေဝင်းသားတွေကိုအရင်ပြောချင်တာကခင်ဗျားတို့ချိုးဆိုလို့ရှိရင်ညနေနာမှာရှိတဲ့စစ်သားတွေပတ်သက်တဲ့ပြည်သူစီတွေကိုခင်ဗျားတို့ညာတာပေးခဲ့တယ်ဒေတာရောဒေတာရောဒီမေတ္တာပို့တာရောအများကြီးအမှန်ကခင်ဗျားတို့လွှင့်ထုံးမှုခင်ဗျားတို့ငြိမ်းချမ်းမှုအမှန်တကယ်ပေးနိုင်တာလား တက်မလို့ပဲပေးလိုက်တာစကားတွေပဲပေးလိုက်တာဘဂရုံမင်းသင်ငန်းချုပ်ပြီးရောင်ဆောင်ပြောနေတဲ့စကားတွေကိုပြည်သူတွေကနားလည်မမဟုတ်တော့ဘူးပြည်သူတွေအကုန်လုံးကရင်တော့လည်းမဟုတ်တော့ဘူးအကုန်လုံးကမင်းတို့ရဲ့ညံရင်ဖွင့်ပြိုးတဲ့လူတွေဖြစ်နေပြီညံရင်မဖွင့်ဖြိုးသေးတဲ့မင်းတို့ဒါစစ်ဘောကိုမှပြီးတော့စစ်ကွေးတောက်တိုင်းဖြစ်နေတာဟုတ်ကဲ့တော့ PDF ဒီမင်းငွေကိုတရားဆိုင်ရဲ့ပုံစံထားပါဘဂရုံမင်းရွာကြီးထဲမှာတောက်ကြပါလားအဲ့တော့ဒီလိုလုပ်ရမှာကိုယ်ပိုင်လုပ်ပေးပါဘာလို့စားလို့ပေးပါဘာလို့ကြီးပေးပါ ဘုံကြောင်းကရှိတဲ့စံလေးတော်မှဖောက်ပြီးမှရှိတယ်လို့ဦးစင်းတို့ခိုင်အောင်တဲ့တရေတွေရရှိတာ။ဟယ်လိုအဲငက်နေတာပြူစောတီရေမင်းတို့ပြူစောတီရေပဲယူမှာပေါ့ခစံနဲ့စီရေပေါ့မတွေ့ရတာ6လောက်ရှိပြီဆိုပြီးမင်းကိုယ်တိုင်ပါဇက်ကနေဝင်ခံထားတာဖြစ်ယူ PDF ဆိုတာကတော်လိုင်းပြည်သူတွေဆိုတာကပြည်သူချစ်တဲ့တော်လိုင်းပြည်သူတွေဘယ်တော့မှထမင်းမငတ်ဘူးအဲ့တော့မင်းတို့သိဖို့လိုတယ်ဆရာတော်ကြီးလည်းဝစီမိတ်ကျင်နေရပေါ့နော်အဲ့တော့ဒီခေကြောင်းကဘုံမှာပဲရှင်းပါပဲတကယ်စစ်မှန်တဲ့ဒီလူတွေအေးကြမ်းတဲ့နေဖို့တော့ကတော့လုံးပါပဲ ပစီဘိတ်ကျင်နေတဲ့ဆရာတော်ဘုရားကြီးလေအဲ့ကကြမှာပစီဘိတ်နိုင်ခံရက်ကပြည့်သွားမှလည်းသွင်းရတယ်ဗျာနော်ခါတလေကျတော့အကြမ်းဖက်ပီလီယက်ကူလာအကြမ်းဖက်ပီလီယက်ဘာလို့လုံတာပစီဘိတ်ကျင်ရတာဗျာနောက်တော့ကဒီကုကုကမန်ဘယ်မှာလဲသူစစ်တရားဒီကုကုမန်ဘယ်မှာလဲဘူလူကြီးတိုင်းကြီးရတယ်ဒီလူကြီးတိုင်းကြီးရတယ်အဲ့လုံးရရှိရတော့လုံးကြပါမယ်ရှင်းစရာရှိရတော့ရှင်းလင်းပါမယ်ဒီနေ့ဦးနေတော့နောက်ဆုံးတွေ့တဲ့နေရာမှာဗါတယ် စသားတွေပေါ့ဒီဘုံကြောင့်မလင်းနဲ့မချဲဘူးဘာမချဲဘူးဘာမှမလုပ်ဘူးဟာတကူဆရာတော်ကြီးကဒီမေတ္တာရက်ခံပါတယ်ပေါ့လားဟုတ်လားမဟုတ်လားမလို့ပြအတားပိုင်းမှာတော့ခက်တယ်ကိုစရာလည်းပြောရတာအဲ့ဒီနောက်အဲ့မှာဆရာတော်ကြီးဆရာတော်ကြီးကိုပြောချင်တာပေါ့နော်အမှန်တော့ဆုနေမှာရှိတဲ့ဆရာတော်ကြီးဆရာတော်ကြီးတော်တော်များများကိုပြောချင်တာ ိုက်စစ်သားတွေမလာခင်တည်းကဒီဒီအန်နေဘလောင်နဲ့ကြက်ပဲဒီမီဒီယာတွေကိုဘုံเจ้าကိုမတဲဘူးဘုံเจ้าကိုဝင်ဘူးဘုံเจ้าကိုစကားမချဘူးကြတော့ဘာဖြစ်လို့ဘယ်လူသိရှင်ရမေတ္တာမရခံကြတာလဲဒီလိုဖြစ်နေလူသိရှင်ရမေတ္တာရခံမှာလားလူသိရှင်ရမေတ္တာရခံဆိုတဲ့စကားကိုပြောအောင်အဲ့ဘုံเจ้าမှာကစစ်မှုစစ်ပေးဆောင်တဲ့လူငယ်တွေကလေးတွေပဲရှိတာလေအကြီးတဲ့တွေလူသမီးတွေပဲရှိတာလေကွာဟုတ်ကတော့ကအပေါင်းလုံးတစ်ကောင်ကတော့နောက်ဆုံးမှသင်္ကန်းရောင်ဆောင်ချုံပြီးတော့တကယ်သင်္ကန်းချုံထားတဲ့ဆရာတော်တွေကိုတိုက်ခိုက်နေတာကိုတကယ်ကိုတွေ့နေရပါတယ် ဒါကြောင့်ဒီကောင်ဟာတော်တော်လေးကိုမှအန်ဒီမြန်နေတဲ့ကောင်ဖြစ်တဲ့အတွက်အမြန်ဆုံးရှင်းလင်းမှတာပို့ပြီးတော့တင့်တော်မနေတာတခုမှရှိပါတယ်။ဘာလို့လဲဆိုတော့သင်ငန်းခြုံပြီးကြတော့သင်ငန်းခြုံထားတဲ့သူ့ရဲ့အထက်မှာရှိတဲ့တကယ်ဆရာတော်ကြီးကိုလုံးဝကိုတက်တွေ့ချာချာတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီစေဘလောင်းနဲ့တပ်ဖက်ဒီ DNA တွေကကုလီရက်တွေလာဘုံကြောင်းမှာမရှိဘူးဒီနားနေမပြုတ်ဒီနားနေမပုတ်ချဘူးဆိုရင်တပ်မတော်ကလည်းဘုံချက်စရာအကြောင်းမရှိလို့တပ်မတော်ကလည်းလုတ်စရာလားเนาะအကြောင်းမရှိဘူးလို့ဦးရတော့မေးဖို့တော့ချင်တယ်เนาะအဲ့တော့ဆယ်ဝကြီးလည်းမျက်မျက်သားသားတွေ့ပါမျက်မျက်သားသားလုတ်ကြပါလို့နေပြီးတော့အနေနဲ့ယူနေတာကရှောက်ခိုင်းနေဖြစ်ပါလိမ့်ကြာပြီးတော့ဘာကိုတော်မှမဟုတ်ပါဘူးကြာဒါနဲ့အမှန်တရားတော့နေပြီးတော့အနေနဲ့ပြောရမှာပါเนาะတပ်မတော်ကြီးကတော့ဗလာနဲ့ဘာညာဆိုပီဒီအက်တွေကိုလည်းဘုံကြောင်းတွေမှာမတဲဘုံကြောင်းတွေမှာမတဲတော့ဘူးပြောပါလို့မိလိုက်ရခံပါလို့ပြောကြပါလိမ့်ကြာเนาะ ြန်လဲရေးမိတွေရှိလိမ့်မယ်ကျွန်တော်နာမည်ရောတက်မပြောပါဘူးဗောနော်အမြန်လမ်းမှာဖြည့်သီးတော့ရှိနေပြီဗောဖြည့်သီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေးမြန်လမ်းမှာဖြည့်သီးရှိတာမို့မင်းမရဲ့တကားပိတ်စည်းဝေးမဲ့တော့ဖြည့်သီးရရှိပြီးသားမင်းမတကားပိတ်စည်းဝေးသူပြီးလောက်တာစောက်ွက်တီးကပုံပြီးထွက်လာတာတန်းနေရပဲရေးမင်းရေးမင်းကြီးကတကယ်လို့သွားခဲ့ရင်ရေးမင်းတယောက်လေးသွားတာရေးမင်းတစည်းလေးသွားတာမဟုတ်ဘူးရေးမင်းနဲ့ပါဝင် point ပွားမယ်ဗျာဂင်းစစ်တယ်ဆိုရင်နှစ်စည်းသုံးစည်းအနည်းဆုံးနှစ်စည်းရှိမယ်ဒါပေမဲ့အမြန်လမ်းရေးမင်းကြီးကောက်အပြစ်ခံရတယ် ကိုကျော်တဲ့ဒီဗီဒီယိုလေးကိုလုတ်ပြတဲ့အကြောင်းလေးပြောပြမှာကျွန်တော်မိတ်ဆွေတယောက်ကိုကိုကျော်တဲ့ဟိုဘက်ဘောမနဲ့အမြင်နဲ့ပြောတယ်ကဘာအဆင့်30ခွန်ချိတ်ထားတာတဲ့တတ်မတော်ရတဲ့ကြိုက်တဲ့ချိန်လုံလိုက်လို့ရတယ်နှိစမောင်များတဲ့ဒီလောက်တိုက်တိုင်ရှုံးနေတဲ့တတ်မတော်ဘာဖြစ်လို့ကဘာအဆင့်30ခွန်ဖြစ်နေကမဆမ်းမွေးဖြည့်ဘူးတာဖြည့်ဘူးတယ်လေဆာမရပဲဆာမွေးဖြည့်ဘူးတာတော့ကြောင်သွားတယ် ကျွန်တော်ခိုးချပြီးဖြေးတာတို့လိမ်ပြီးဖြေးတာတို့စပွန်ဆာကြက်ပြီးဖြေးတာတို့ကြားဘူးလားလားကြားဘူးတယ်လေအေးအဲ့လိုပဲလို့စပွန်ဆာရိုက်ပြီးဖြေးတာတာတို့အပလိုဖြစ်လို့လဲကျွန်တော်တို့ကဘာအဆင့်သတ်မှတ်ပြီးတဲ့ Google Google Fire ပါဝါဆိုတဲ့အဖွဲ့ရှိတယ်ဒီတက်မတော်အဆင့်သတ်မှတ်ပြီးတယ်ဟာလေလေပြောချင်တာဗျာလူလူရင်းတွေ့ရှင်းပြောရင်ဒီ multi fighter multi router မာတီရိုလီဖိုက်တာတွေပေါ့နော်မာတီရိုလီဖိုက်တာတွေလီရင်တွေရှိရင်အမှတ်ပေးတယ်အဲဒီခါကျတော့သူတို့ကြွကြွားနေတယ် Miss 29တို့ဆူတာတီတို့သူတို့ဝယ်တာအမှန်မှန်အဲ့ဒါကောင်လေးအမှတ်ရဖို့ဝယ်တာတုံးစားဖို့လည်းအဆင်မပြေဘူးတုံးစားလို့လည်းသိမ့်မရဘူးနော်အဲ့တော့သူတို့အမှတ်ရတယ် Navy လည်းအဲ့တိုင်းပဲဟိုးအိန္ဒိယရေကုန်သင်းဖို့အစုပ်ကြီးနှစ်ပေါင်းများများဆိုအစုပ်ကြီးကိုဝယ်လိုက်တယ်အဲ့ဒါအမှတ်ရဖို့ဝယ်တာကဘာအဆင်အမှတ်ရဖို့အဲ့လိုပဲအသုံးမတည့်တာဒီပေါ့နော် တင်မောအစုတ်တွေအဲအဲ့လိုပဲရှောက်ဝယ်ထားတာတကယ်အတုံးတွေတော့ဝယ်ထားရင်လည်းမမဝယ်ထားတာလည်းကျေးဇူးတင်တယ်ဒီကောင်လည်းအိတ်တွေကောက်ထဲပေါ့လေမဝယ်ထားတာလည်းကျေးဇူးတင်တယ်ဝယ်ထားရင်လည်းကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ခံရမှာကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ့တော့ support ရဲ့ချက်တယ်ဆိုတာဒီကောင်တွေကမလိုတာတွေကိုဒီကောင်တွေကအမှန်ရအောင်ဝယ်ထားတော့အစင်ကြီးတက်ပြီးတော့တုံးစားမရဘူးဒီ master 29လို့ပါလို့ဆိုဗျာကောင်းတယ်ဗျာစီစားများတယ်ဒါပေမဲ့မြေပြင်လည်းအဓိကတည်တည်ချာမကူနိုင်ဘူး စူတာတီးတို့ပါကြတော့အဆင်မြင့်တော့လေဒီကောင်လေးသုံးရတာဒီကောင်လေးအဆင်ပြေဘာဖြစ်လို့လဲဆိုတော့ဒီ fighter jelly တွေမှာပေးကြိုင်တဲ့ကောင်လေးအသက်ကြီးကြီးကောင်လေးအုံနောက်တွေချွင်ရင်နေပြီအဲ့ဒါကြောင့်ပေါ်ချောင်းကောင်ဒီကောင်လေးဝေထားတာဖာကွန်နဲ့ပါကစ္စတန်နဲ့ထုတ်တဲ့ဒီ GF70 တို့ပါတော့16စီလောက်မှားလိုက်တယ်ပါကစ္စတန်တန်ကောကောင်ကောင်ဂျင်းထဲဝါတာတစည်းမှအခုဒီပြန်တန်းလို့မရဘူးမိတိလိုက်ရေးတဲ့စကံမှာငုံတုံးမိနေတာဖုံနေတော့တက်ရလို့တန်940ကျွန်တော်မှတ်မိတော့အဲ့တော့ဒီချုပ်ဆိုရလက်ထက် ီလွတ်တော်ထဲမှာအဲ့ဘတ်ချက်ရဖို့အတွက်ကိုဟောမှာတကယ်အဖြစ်ပြက်ဆိုပြီးမှရုပ်ရှင်ရိုက်ပြလိုက်တာလေအချောဘုံလုံးကဘာဖြစ်လဲငါတင်ငတ်လင်နေလိုက်တော့ဘာပါပါလဲစစ်ကိုမိုးရိုက်တိုက်ခဲ့တယ်ကအာအဲ့ဒီရုပ်ရှင်ဇာတ်ကအပြကောင်းပြီးတော့ဒီကောင်တွေကလည်းအာဒါတကယ်အဖြစ်မှန်ပါညာဆိုပြီးတော့လာဟိုမိုးဟင်ကကတော်တွေပေါ့နော်ရဲမေလို့ခေါ်တယ်တိတော့လာဟိုကျုံဝရအစ်စ်ပါတဲ့ဟာတွေပေါ့တိတော့အခုမုတ်ဆုံမနေပေါ့အဲအဲ့သူတို့ရဲ့ငူပြကောင်းမှုနဲ့ပပုအိတ်တယ်မနေရောက်ပါလေ သူမိမလည်းမှာ AV တွေ harmless တွေအစ်တဝယ်နိုင်တယ်ဘသူသမီးတွေမှာရုပ်ရှင် production တွေပါအစ်တတူပါတယ်အဲ့တော့အဲ့တော့တကယ်ထားပါတော့အဲ့ဒါပြီးရင်အဲတကယ်ကဗျာဒီပါကစ္စတန်နဲ့ပုံမှန်လင်းပြောပါကစ္စတန်နဲ့ဒီဟိုနေ့ကထုတ်တဲ့ဟာဝယ်လိုက်လို့မကောင်းဘူးဆိုရင်လဲလို့ရတယ်ဘာလဲပတ်စံပြန်ပေးပေါ့မပြင်းရအောင်ကားလို့လဲပေးပေါ့ဒါပေမဲ့သူတို့ဘာလို့ပြင်းလို့မရလဲသိလားပွဲစားရတဲ့ဆင်မမကောင်တွေကတခုအဲ့ဒီကောက်ထဲတာနဲ့ပြီးရင်အဲ့ဒီကာချုပ်က ဒီ budget ကိုအိတ်တဲ့ကောက်ထဲတာနဲ့ကြံတာနဲ့ဝယ်ထားတဲ့ခါကျတော့အဆင်မပြေဘူးတော့ပြောရင်လေတခိုးလဲတော့ဝတ်လုတာလေတော့ပြောတဲ့ခါကျရင်အစိုးရအတိမအစိုးရအတိဒီကြုံအစိုးရစစ်ဆေးတဲ့ခါကျရင်ပေါ်မှာလဲကြောက်သေးတယ်အဲအဲ့ဒါနဲ့ဒီကောင်ဒီလိုဂျားတရားနေပြီးရောဂျားခံပြီးရောရောင်းနေတဲ့ပွဲစားတွေရာခန္ဓာကမှာချမ်းသာနေရောတွေ့ရပါတယ်အားလုံးတည်မှာပါရွှေရှိအားလုံးတည်မဲ့ထင်ပါတယ်အဲ့လိုပဲရှားတော့ရှားတော့ပရိုနီလေးချမ်းသာနေတာပါဘာလို့လဲဆိုတော့လက်နက်ပွဲစားတွေပေါ့ဗျာလက်နက်ပွဲစားတွေဆိုတော့လက်နက်လေး လက်နက်ပွဲဆိုင်လို့ပြောရတဲ့လက်နက်ကလေးတစ်ခုပဲမမြင်နဲ့ကြင်မြင်ရမှာကလေရင်ပြန်ကြီးတွေတိုက်လေရင်ကြီးတွေအခြားအခြားသောຢာတွေအများကြီးပဲရှိပါပဲကောင်းလေးကဒါရင်နဲ့လုတ်ပြီးတော့ကြီးပွားချမ်းသာနေတဲ့ကောင်းလေးဖြစ်ပါတယ်ဓာတ်ထဲမှာချမ်းသာနေရပါဗျာဒါတော့အခုပစ္စည်းတွေကိုတကယ်တာပြန်လဲမယ်ဆိုရင်လဲလို့မရတဲ့အနေထားတစ်ခုလေးပြထားတွေ့ရပါတယ်ဘာလို့လဲဆိုတော့တို့တွေကတကူလက်ကတဝက်လူထားတဲ့အနေထားတစ်ခုပြန်နေဖြစ်ပါတယ်အခက်တွေဒီနဲ့မိတ်တီလာ ဒီ latest ခံမှာအသာလေးအဲ့ဆက်ရှိစီကိုထားတာဒီနေ့ဒီသုံးစားမရအောင်အဲ့ခါကျတော့အာအဲ့ဆက်ရှိစီတွေပိုင်နေဆိုတော့ဟိုကသုံးစားရမရတာမရတာမသိဟိုအဖွဲ့စီကသူတို့ level ထက်ကပ်ပေးလိုက်ပြန်ရောအဲအဲ့ဒါနဲ့ဒီကောင်လေး level အမှတ်လေးတက်သွားပြန်ရောအဲအဲ့ဒါအဲ့လိုပါဗျအဲ့စစ်ကနဲ့ဂျင်းထည့်လိုက်တာပေါ့နော်အနောက်တစ်ခါစာခိုးချတယ်ခုနလိုစာခိုးချတယ်ဆိုတာဒီလိုကြီးပဲဖြစ်ဖြစ်ကြီးပဲဖြစ်ဖြစ်လေးပဲဖြစ်ဖြစ်လေတို့ရေတို့ကတော့နေပါလေကြီးတက် လှုပ်ရှားတာ heavy အဲ့မှာလည်းအမှန်ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီတက်ရင်တရင်မတက်ရင်မူတွေလှုပ်ရှားတာကျွန်တော်တို့ကိုယ်တွေ့တယ်ကျွန်တော်ခုံလုံးငငယ်လုံးနဲ့တည်တယ်ဥပမာအဲ့စစ်တပ်ကကောင်တွေတက်ပြေးသွားတယ်ထွက်ပြေးသွားတယ်မဖော်ပြဘူးစီသွားတယ်မဖော်ပြဘူးအဲ့လူတွေရှိနေတယ်အဲ့ကောင်တွေလက်ကားတွေကိုလိန်ထုတ်နေတယ်အဲ့စင်ရရှိပြီးတော့ကျွန်တော်တို့ဟိုဒီစစ်တပ်ကတိုးတက်လာမနေ့9သိန်းစင်ရ9သိန်းတခါမှမရောက်ဘူးတကယ်တကယ်9သိန်းကမရှိဘူးအခုတကယ်တကယ်တိုက်ရောပြောင်းရော အဲအဲ့လိုလည်းမရှိဘဲနဲ့အဲ့လိုတော့ကြောင့်စစ်အင်အား၅သိန်းရှိတယ်ဆိုတော့အဲ့ဒီကဘာပွဲစီကအမှန်ထပ်ပြီးပြန်အောင်ဟာစစ်အင်အား၅သိန်းအဲအဲ့ဒါနဲ့အမှတ်ထပ်ရပြန်ရောအဲအဲ့ဒါတော့ဒါစာခူးချတဲ့ပုံစံမျိုးပေါ့နော်ခဲ့ထားပါနောက်တစ်ခုကလေတက်ကပိုင်းလော့တွေကိုလိုလာတဲ့ပို့ထုတ်လာတာဥမာဗျာကျွန်တော်တို့လေတက်အဲ့ဒါရှင်းရှင်းပြောရင်လေရင်ကအစီး90ပဲရှိတယ်ပိုင်းလော့က200လောက်ရှိတယ် အဲ့ကကျတော့ဟိုကပိုင်းတော့ဆင်းလိုက်တော့ပိုင်းတော့မနေတော့ပိုင်းတော့မနေရောက်ရှိအယောက်နေရအမှတ်ထပ်ပြီးပြန်အောင်ပိုင်းတော့အယောက်နေရရှိတယ်အမမားဒီမှာအစင်းကားတယ်ပဲကြည့်တယ်ပိုင်းတော့အယောက်နေရဖြစ်နေအဲ့ဒါပဲဟိုကပဆိုင်ရတယ်အဲ့ဟိုပဆိုင်ရတော့ဖြစ်ကအစင်းအစင်းရတယ်အဲဒီစစ်အစင်းတတ်မှတ်ချက်မှာအဲ့ဒီ Google ဖွင့်ကြည့်ရတယ်ကအစင်းတတ်မှတ်ပြီးပြန်အောင်အခုလေကျွန်တော်ကြားရပါတယ်နျူကလ িয়ার လောက်ပို့ပါရုရှားနဲ့တိုက်မိတယ် ဆောက်ယူတလားအခုတာကောတွေအခုဒီကောင်တွေနဲ့လက်တွဲနေပြီတာကောတွေကသူ့အိမ်နားနီးလေးမှာညူကရီယာလို့ဘူးတာကောတွေကအားပေးမယ်စဉ်းစားပါဘယ်ကောင်တွေပေါင်းကလို့ပေးစားနိုင်အောင်တော့လည်းတိတ်ရှိတဲ့ကောင်တွေမဟုတ်ပါဘူးသူပြောတယ်အလကဆောက်ပေါ်ဆောက်ပေါ်တိတ်ခါကြရတယ်အဲ့လိုနီးနေကဘာအစ်သုံးသက်ခွန်ချိတ်တာနောက်တစ်ခုကတကယ်တကယ်ပြောတာအစ်စ်သုံးသက်ခွန်ချိတ်တာတကယ်အခုအစ်စ်38နေရာမှာနော်ဝေးတဲ့နော်ဝေးနဲ့တကယ်ချကြည့်ပလားဟွတပတ်တော့ခံမလို့နော်ဝေးချိတ်လိုက်ပါမလားဘာမှမရှိတာလိန်စားရတာလေ စဉ်းစားကြည့်ကြည့်နော်ဝေးနိုင်ငံသားတစ်ယောက်ကတစ်နှစ်မှာဒါနော်ဝေးက38တော့မြန်မာ38ခွန်အဲ့38နိုင်ငံကလူတစ်ယောက်ရဲ့တစ်နှစ်စာဝင်ငွေအနည်းဆုံးဒေါ်လာ6000ရှိတယ်မြန်မာပြည်သားတစ်ယောက်ရဲ့တစ်နှစ်စာဝင်ငွေကဒေါ်လာ9000မရှိတချို့9000တော့မဖြစ်ဘူးတစ်နှစ်ကိုဒါလောက်စင်းရဲတဲ့နိုင်ငံကစစ်တပ်ကအစ်30ခွန်ဖြစ်နေတယ်ဆိုတာစစ်သုံးစိတ်တွေကိုမလူအပ်တဲ့နေရာမှာတအားကြီးသုံးပြတာလားဥပမာဆိုဘတ်ဂျက်သုံးတာ ခင်ဗျားတို့ကျွန်တော်တစ်ခေါက်ဗီဒီယိုဖိုင်နဲ့ပြောဘူးပါတယ်မီလီယံနဲ့ကြည့်တဲ့ဗီဒီယိုဖိုင်နဲ့တစ်ခုရှိပါမှနားထောင်ကြည့်ပါမတရားသုံးတာလားအဲ့လိုသုံးတဲ့ခါဟာစစ်သုံးစင်းရတယ်အဲ့လိုသုံးတယ်ဗလားဆိုပြီးတော့အမှတ်တရတယ်ဟောအမှတ်မှားတော့ဗျဒီလောက်စင်ရပြီးစုပ်ပြတ်တဲ့နေရာဂန်ကစစ်သုံးစင်းအဲ့လိုသုံးလဲအဲ့ဒီခါကြီးကတိုးတက်ပြီးအခုဒီအာကတော့ပေါင်းနေခွေးတောင်းစားတယ်မုံငင်ငါဖြစ်နေတော့မယုံကြည်သေးသေးတာတွေကြည့်လိုက်ယူနီဖောင်းတစ်ခါမှအပြည့်စုံတွေ့ရတာမရှိဘူးဖက်နှက်မပါတာနဲ့ပေါင်းဝင်းမပါတာနဲ့လုံကြီးတန်းလန်းနဲ့ အေးအဲ့လိုခိုးတာတာအဲ့ဒါကိုလည်းအဲ့ဒီကောင်တွေအဆက်ပေးတဲ့တော့ကိုယ်တောင်းသားတွေဟိုကဟိုမှာဂျက်အေဗီတွေဟာမတ်တွေကိုင်မီသူဒါလာခရိုနီမြန်မာနိုင်ငံတနေငယ်ပဲကြီးတယ်ဒီကောင်တွေခရိုနီဖြစ်တာဟုတ်တယ်တန်းရွှေတို့တင်းစိန်တို့ခိုးတယ်လူသေးသေးကြည့်ပြီးအချင်းနေဝင်လည်းခိုးတာပဲဒါပေမဲ့ဒီကောင်တော့မခိုးဘူးဒီကောင်အခုဆုံးလူကသာစောင့်ယူပြောတာတခိုးကြီးသားစောင့်ရလဲတာသူမိသားစုတိဆောက်တာနောက်တစ်ခါအခုလဲကြားတယ်ဗျာဖြစ်တယ်ကတားဟော တက်စိတ်ပို့လိုက်ဟိုဘာလဲဗမော်တိုက်ဘူးတက်စိတ်ပို့လိုက်ကတာမာလေးပြောက်သွားပြီအလင်းဝင်တဲ့ကောင်ဝင်ထွက်ပြေးတဲ့ကောင်ထွက်ပြေးတေးတဲ့ကောင်တေးနေစဉ်းစားကြည့်အဲ့ဒါကဘာအဆင့်30ခွန်ဟုတ်ပြီမကပါစာတွေကပါစာတွေတွေကလာပြီးတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ကပါစာတွေတွေမှာဘာတိုက်ရမှာမရှိဘူးအပြင်ကဆွဲထားတဲ့တက်တွေအပြင်မှာဆွဲထားတဲ့တက်တွေထုံနှုတ်လိုက်ရင်ကချင်ကရားတို့ဒီရခိုင်တို့ပို့တာလေ့ကျင့်အကြောင်းတွေအစအခုဝင်လာနေရပြီ ဟိုကျောင်းတော့ပါလာတဲ့အတိုင်းပေါ့ဗျာပုံပွင့်လေးလင်းပြောရင်စာကိုချိုက်စပေါ်ရိုက်ချက်ပြီးတော့အဆင့်30ခွန်ရတာကဘာပေါ်မှာအော်ချင်ဖို့ဘူးနော်ဝေးတော့သူတက်နေတယ်သူအပေါ်မှာနိုင်ငံနယ်သာလန်ဟော်လန်ဟောကြောက်စရာကြီးပါသူကဘာအဆင့်30ခွန်အခုလေဘာမှမတုံ့ဆန်ပြရတာကဘာအဆင့်30ခွန်ဖြစ်ပြီးတော့တကယ်လဲစာလည်းမရဟိုစာမရတော့ခိုးတာလို့ဘာရည်ချင်းမှမရှိဘူးမရှိတော့ခွက်ခွက်လန်လန်ပုံပုံလေးကြတော့မယ် တိလနိုင်ငံကြီးလည်းအတူပဲနိုင်ငံဖြစ်သွားတယ်အဲ့ဒါပဲကဘာအစစ်30ခုဆိုတာဒီကောင်ကြီးအဲ့ဒလူကြီးရတာတာသုံးစားပြီးလို့ရပြီကျွန်းကျွန်းချင်းဟောထူးထူးကျွန်းကျွန်းနဲ့ဖြစ်တာတော့ရတာတာမဟုတ်ဘူးလိန်စားပြီးရတာတာကဘာအစစ်30အဲ့ဒါကိုတသားသားနဲ့ပြောပြီးတော့မြန်မာနိုင်ငံစစ်တပ်ကဘာစစ်30ခုလို့ပြောနေတယ်သူတို့ဘောမှသူတို့စီရဟိုပကပြောနေတယ်တိတိတိုင်းမလေးတို့ကြီးကြီးရုပ်တွေရတယ်ကြည့်ပါဦးတရားဦးသုံးအောင်ရုပ်တွေနဲ့သိရောလား ပေါက်ခရအော်နေတာတကယ်တကယ်ပြဘေးကကပအစင်တုံးစခွန်ပဲပြအောင်ခင်ဗျားတို့လေခမင်းစားတာပဲနည်းနည်းပါတွေးပေါ့အဲ့လိုဗျာအစင်တုံးစခွန်ရတာဒါဒါပဲအဲကြောင့်မလို့အစင်တုံးစခွန်အထင်ကြီးတယ်မရှိဘူးလို့ပြောပြတာအဲ့လိုတွေလိန်ပြီးရတာလားတကယ်တကယ်အဲ့အစင်တုံးစခွန်ပြတာလေအဲ့ဒီကောင်ကကွေးဦးစည်းချုပ်ဆိုတဲ့ကောင်အဲ့ဒီထဲတွေသူမိမအိတ်ပေါင်းမြောင်များစွာကိုင်နေပြီခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေလည်းဆက်ပြီးတော့ဒုက္ခရောက်နေပြီအဲ့ဒါရုပ်ဒါလေးပါ ဒါလေးလည်းပြောတာပါအဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုတွေတောင်းနေပဲဆုံးသက်လိုက်ပါရဲနောက်ထပ်ဗီဒီယိုမှာတော့ဒီတာဖြစ်ရတဲ့ကျွန်တော်ရဲ့ Quick Revolution Channel လိုက်ရန် Subscribe လိုက်ရန် Follow ထားပြီးဘေးကခလုံးနေတာကြည့်မြင်တက်လာသမျှသတင်းတွေနဲ့နောက်ဆုံးရရှိတဲ့ဗီဒီယိုတွေအားလုံးညဝေပေးသွားဖြစ်တဲ့အတွက်ဗီဒီယိုတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးပြေးကြပါမယ်အားလုံးပဲပြီးတဲ့မှာအများဆုံးကြည့်မှုကြပါစေလို့အောက်ပေးလိုက်ပါရစေ